ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ထာနိုင်ငံတောင်ပိုင်းတွင်ရဲရရှိမောင်းနေသော ရှင်ပေါ်မှစုံခန့်ထွက်တဲ့တန်ဃာတော်များကိုမွဆလင်ခွဲထွက်သဘုံတွေကပြစ်ခတ်တဲ့အတွက်ကိုရင်တပါပြန်လုံတော်မူတဲ့တင်ဖြစ်ပါရယ်။ဧပြီလ22ရက်မနက်6:30မိနစ်ခန့်ကထာနိုင်ငံတောင်ပိုင်းစုံခလာပြည်နယ်စပားရိုင်ခရိုင်ဖုန်ကြီးကျောင်းအနီးကျေးလက်လမ်းမတစ်ခုပေါ်မှာ မွတ်စလင်ခွဲထွက်ရေးတပုံးတနတ်သမားတွေကစုံခံထွက်လာတဲ့တန်ဃာတော်တွေကိုပြစ်ခတ်တာကြောင့်အသက်16နှစ်အရွယ်ဗုဒ္ဓဘာသာဝင် ကိုရင်တပါပြန်လည်တော်မူပြီးအသက်17နှစ်အရွယ်ကိုရင်ငယ်တပါလည်းအပြင်းအထန်ထရာရရှိခဲ့မှုဖြစ်ပေါ်ခဲ့ကြောင်းသိရပါဗျာ။ အဆိုပါကိုရင်ငယ်နှပါဟာရဲရာရှိဝထနာချူမာပန်မောင်းနေတဲ့ပိတ်ကကားပေါ်မှာအကြားတန်ကားတော်လေးပါနဲ့အတူစပားရိုင်ခရိုင်အတွင်းဆုံးခံထွက်လာခြင်းကုလဖုန်ကြီးဆောင်ရဲ့မီတာ900ခန့်အကွာရောက်မှာစိုက်ကယ်စည်းလာသူရဲ့နောက်မှလိုက်ပါလာသူတဦးကတန်ကားတော်ကိုစစ်သုံးရိုင်ဖယ်နဲ့ပြစ်ခတ်ခဲ့လို့အသက်16နှစ်အရွယ်ကိုရင် ပုံကွန်ချူမာပန်နဲ့ အသက်ဆန္ဒနေအရွယ်ကိုရင်ပိုကနေမိုရာစီဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗယ်ကားပေါ်လိုက်ပါလာတဲ့ရဲရရှိတွေကတာဝန်ကျင်သုံးလက်နက်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့လည်းတနတ်သမားတွေလွတ်မြောက်သွားခဲ့ကြောင်းသိရပါဗယ်ရှင်